တို့ပြန်စားအောင်အခုကောင်းစင်တွေကတော့ကျွန်တော်တို့ chapter 3မှာရှိတယ်3.4 lesson 1ဒါလည်းဆရာဆရာတို့ရေနော်ခုနပြောတဲ့အတိုင်းပေါ့ကျွန်တော်တို့တွေကတစ်ခုကိုပြည့်ပြီဆိုရင် master ပါတယ် wake up ပါတယ် master ဝိညာဉ်ဘယ်လိုပါချောင်းမှုရှိတယ်စသဖြင့်ခုလိုလိုက်ချင်တယ်ဘယ်လိုပေါ်လာလဲဒါပဲဒါတော့ပြည့်ပြီလားနည်းနည်းလေးပြောရရင်နော်တော့ဘာဖြစ်လဲဆိုဒါလည်းယုံကြည်ကျွန်တော်တို့တွေကဒီမှာဆိုတော့ master ရဲ့ဝိရှိတယ် မဆူရပါဘူးပြောတာလေဒါတော့ဘုံဘုံပြောတာဝိဆိုပါဘူးပြောတာလေအဲ့ဒီဒေါသတွေကမှဆုံးငယ်ကိုဝူတည်ပြီးတော့မှဟာပဲနော်ဒေါသပြည့်နေတာနဲ့နော်ဒီခန္ဓာကိုယ်မှာပေါင်နေတဲ့ဒေါသတွေတို့တွေ့ရတာနဲ့ဒီခန္ဓာကိုယ်မှာဒီလောက်ပမာဏဝါနေတာနဲ့ရေးတဲ့မျိုးလေးတဲ့ဒီမျိုးပဲဖြစ်တယ်အာဃာတတဲ့ဒီမျိုးဒီကိစ္စရတယ်ဒါဆိုလို့ရှိရင်အလေးချိန်နောက်လို့ပြောချင်တာအဖေဘွယ်တို့ကလည်းဖြစ်တယ်ဘေးရဲ့ဆွဲတာအိတ်ဆက်ဆက်ချိန်လာဘလူးကလည်းအန်ဂျီဖြစ်တယ်အထောက်ဆွဲတာ ကြောင့်ဖို့ရှင်ဝိရေဒီတခါလေးမှာဒီလိုပဲကျမတို့ပြုလုပ်ရရတယ်။ဒါကိုရတယ်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ကျမတို့ရဲ့ပြန်တော့ပြုလုပ်မယ်မှာပါရှိတယ်။ mass နဲ့ weight နဲ့မတူဘူးကြာ။ဘာကြောင့်မတူဘူးလဲဆိုတော့ဒီမှာပြန်စဉ်းစားဖို့အတွက်ခလေးလိုပြော mass နဲ့ weight နဲ့မတူဘူးဘာလို့မတူပါလဲဆိုတော့ဒီဘက်ဆို mass ကဘယ်ဘုံမှမမီကိုပဲလေ weight ဒီစွမ်းငင်အားနဲ့နေရာအနေနဲ့တည်ရဖို့ဒီရဲ့အတွက်ကြောင့်တို့ကမတူညီပါဘူးဆိုလို့ညှိစင်ပြီးနေ။ဒါဒီချက်တိကိုကြည့်ရအောင် ပြီးရင်နောက်တော့အဲ့ဒီမှာဒီလိုပဲမက်ဆက်ဝေးနေမှာကျမတို့ acceleration due to gravity ကြောင့်ဘေးလိုက်အရှိန်လို့ရှိရင်ပြဖြစ်ပြီးတော့ထောက်အောင်ရှိလို့ရှိရင်ကြီးဖြစ်တယ်ဆိုတဲ့အကြောင်းဘေးလိုက်အရှိန်နဲ့တွက်လို့ရှိရင်ကျမတို့က force ပြီးတော့ထောက်အောင်အရှိန်နဲ့တွက်မယ်ဆိုလို့ရှိရင်ဖြစ်တယ် G ကိုပြောပြီးဒီလိုဖြစ်စေတယ်အဲ့ဒါမျိုးလေအကြောင်းပြီးတော့မှအဲဒါကျ initial mass ရှိတယ် inertia အကြောင်းအင်းအဲ့ဒါကမူတည်ပြီးတတ်မှတ်တဲ့ drug တွေအင်းအဲ့ဒါဆို initial mass ဖြစ်နေပြီးဒီ drug ဆက်ပေါ်မူတည်ပြီးတတ်မှတ်တဲ့ drug တွေကို revelation နဲ့ message တက်တယ်။အဲ့ဒီမှာမှအဲဒီမှာပြောပြပြလာတဲ့ခေါင်းစဉ်တွေကိုပုစာတွေကိုမဖြစ်မိတာ။ဆက်ဆိုတာပုစာတွေကျွန်တော်တို့အတိအကျနဲ့တွေ့ကြပုစာတွေဖြစ်နေတာ။နော်ဒါ message တွေ။အဲ့ဒါလည်းကျွန်မပြောဖို့မှာပါ။ဇေယျဝတ်ကြီးနဲ့ဘာလဲလားဘာလဲ religion ဖြစ်နေစတာပေါ့နော်။ကဲကြည့်အောင်ခုကျွန်မရောက်လာတာပါ part 2နော်အဲ့ဒါတော့တချို့ဆရာတွေကဒီချက်တာတွေကိုနောက်တော့ဖွင့်ရရှိတယ်၊တုံးတော့ဖွင့်ရရှိတယ်၊ပြန်လာရှိတယ်။သူနေတဲ့ ကလူဖွဲ့ဖို့ပဲဟုတ်ကဲ့နော်အဲ့ဒီဖတ်ကြည့်မှာဆိုတော့ freeing fallen ball အဆရာဆောင်တို့ဒီကလာတယ်လွတ်လပ်စွာကြာဆင်းလာတော့ဒီလက်ဆုရှိရင် direction ကိုပြောလိုက်နော် body ဆိုရင်လွတ်လပ်စွာကြာဆင်းလာလို့ဆိုရင်အကြောင်းရင်းတော့သူအားလေဘာလဲဆိုအဲ့ဒီမှာအဲ့ဒီလွတ်လပ်စွာကြာဆင်းလာတဲ့ witness ကိုကျမတို့ကဘာနဲ့သုံးပါလဲဆိုရင်သူကရေရှားမှုညင်ညာခြင်းနဲ့အတုံးကိုတွေ့ရလို့ရတယ် ဝေရှားမှုညီညာခြင်းဆိုတော့ဘာလို့ပြောထောက်လဲလီနီယာမိုးရှင်းတဲ့အတွက်အပြင်တော့ခုနကတော့သိခဲ့တဲ့ display ကိုညောပြပြချူရယ်စသည်နေရ S နဲ့အထောက်ဆိုတော့ H ဖြစ်သွားတယ်အဲ့ဒီမှာကျမတို့ရဲ့လက်ခံအရှင်းဖြစ်သွားတယ်ကဘာမကြီးနဲ့အလိုလိုက်ကဘာမကြီးနဲ့တစ်ဆက်တည်းသူဆွဲသလိုတစ်ဆက်တည်းစီညောရင် plus ဖြစ်ပြီးတော့သူ့ကိုဆွဲနေရတယ်ဘယ်လဲ minus ဖြစ်တယ် plus နဲ့ minus ကဘာလို့ဒီဖြစ် ကျွန်တော်ကျမတို့ဒီပုံကြီးလေးလို့ခံစားရမယုံရင်ဒီခဏကိုတက်ချက်တက်ကိုဇက်တက်မယုံတာတက်ပြီတော့ဟုတ်ပြီနော်အဲ့တော့ကလေးတို့အဲ့ဒါအေးစပါလေးပြပြရတယ်အဲ့ဒီမှာမှ down ဆိုလို့ရှိရင်စတင်ဒါကဥစ္စာလို့ပြောတာပါဆရာကျွန်တော်လည်းကောင်းအောင်ပြပြီးသားပြောကြရဲဆိုရင်ဆက်လက်ပြီးမပြောကြဘူးတည်နေတာပေါ့အပေါ်မှာရှိနေတာပေါ့ပြောကြတဲ့ကိစ္စတွေကကိစ္စလေ vino ကိစ္စသူဒီမပြောကြခင်မှာနေပြီးတော့ vino ဒီ zero ဖြစ်နေဟုတ်ပြီနော်ပြောကြပြီးရတာကျတော့ဘာဖြစ်လဲဆိုလို့ရှိရင် တည်ယူရမှာပေါ့နော်ဒီချိန်မှာကျွန်တော်တို့ကကျက်တော်ဆိုရင်အပေါ်ပြစ်တင်နေဆိုရင်တင်ဆိုင်ဒီကဲလုံးကကဘာမင်းကြီးစောင်းရမှာရှိနေတယ်ဆိုတော့ချိန်ပြန်ကြအောင်ပြန်ကြဖို့ပြတော့သူ့တည်ပါဆိုတယ်ပြစ်လိုက်ရတာမှာဆက်ဆက်ချင်းပြတဲ့သူကတံမိုးတစ်ခုရှိတယ်ဒီချိန်မှာရက်ပြီးတော့ပြန်စင်းဒါပေမဲ့အဲ့ဒီမှာဒုကြတဲ့ concept တစ်ခုရှိအဲ့ဒီမှာဒီမှာ final velocity 0ပြစ်တင်လိုက်တဲ့ကိစ္စမှာ final velocity 0ပြစ်တာဒီ highest point ဘာပြောလဲဆိုရင်ဟေ့ဒုတိယချိန်က final velocity နဲ့0ဆိုတယ်ဘယ်ရက်လဲရမ်းနဲ့မပြောနဲ့ချုပ်ဟိုကချုပ်ကလေးဟေ့ final velocity ပြည့်တယ်လို့ final velocity ပြည့်တယ်နော်အမြင့်ဆုံးအခြေအနေမှာပဲဖြစ်မှာနော်သူမြင့်ပြီးတော့သူရက်ပြီးတော့မှပြန်ကြောက်အဲ့ဒါ final box ဖြစ်တာကိုဒီတိုင်းမပြောဘဲနဲ့ highest point ပဲ key pitch အဲ့ဒါ concept တိတိပြီးတော့မေးမေးအဲ့ဒါဟုတ်ပြီနော်တိတိပြီးတော့မေးမေးလားဒါကိုပြောချက်တယ် ်ရက်စပိအဲ့ဒီမှာရောဘာဘိုင်းနဲ့ဆက်လိုက်တယ်ပြီးပြန်လဲတွေးတော့ဝင်ကတစ်ခါလေးမှပြန်လဲတွေးတော့တဲ့ review exercise တွေကို concept တွေနဲ့ပြောတယ်ဟုတ်ပြီနော်ပြီးလို့ရှိလို့ရှိရင်ကျမတို့ခေါင်းစဉ်နဲ့ဒီခေါင်းစဉ်အတိအကျတရားကိုပြောတယ်ချိုးကြတော့ review လို့ရှိရင် example ပုံစံနဲ့တွေ့ခိုင်းတယ်သူရည်ရွယ်ကြတာပါတပီးတရားကိုအနည်းဆုံးသတ်သိစေချင်ဒီ free form မှာကျတော့သူကဘာလဲဆိုဒီမှာကျတော့သူကပုံစံ se se motiva ay pues más eh yo ya claro que esto me ocupa un triste que me hablaba una cosa que me hablaba de hoy no al mundo de tocar la sí ahí va diga todo el air system se va lo todo de cama creo air o de sí negro lo trata de ahora no negro lo de eso no sí lo pero no hago ahora todo de encima da o que me sin nada lo digo ahora que me sin nada eso ahí air system no le pega nada lo que အခြားသော equation တွေပြောင်းရတယ်ဒီအနေနဲ့မှမိတ်ဆက်လို့မဖြစ်ဘူးရှင်းရှင်းပြောကိုကရိုးရှင်းတဲ့ဟာကိုကလေးသူငယ်တန်းလေးလာတဲ့ကိစ္စကတက်ပြီးတော့ကဲတုံးတယ်လေးနဲ့ပျောက်စမ်းတော့ကလေးကတော့လုံးတော့မစားပြန်တော့ပြန်ခေါ်တော့မရဘူးဘယ်လိုပြောကြတော့သူစိတ်နဲ့သူတွားလိုက်တာဒီချိန်မှာကျွန်တော်တို့တွေကလီနီယာပဲလေးလာသေးတယ်ဟုတ်ပြီဟုတ်လီနီယာပဲလေးလာတယ်ရိုးရှင်းတဲ့ကိစ္စတွေလေးလာတယ်ဟုတ်ပြီနော်အဲ့လိုဒီဖြစ်ဖြစ်မိတ်ဆက်တယ်ပြောကြအဲ့ဒီရိုးရှင်းမှာကခက်တဲ့အပိုင်းကိုဟုတ်ပါ sorry ti 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 da ti ze ko sa ni lo che pui la ကောနလို့ဘာဟိုက်စကောမှာဖိုင်နယ်ပရိုဆီဂျူတိကလေးအလိုလေးပေါ့နော်ပြီးတော့မှအခုခေါင်းစဉ်အသေးလေး3.6ဘုံမကြာလောဆောကွန်ဆာဗေးရှင်းစုံလာတယ်ဆရာဆရာတို့ဒီနေ့တောင်းကွန်ဆာဗေးရှင်းဆိုတာကွန်စတန့်ပါလားကွန်ဆာပါလားကွန်ဆာတဲ့ကွန်စတန့်လို့ပြောတယ်ဘယ်တော့မှပြောင်းမလို့ဒီနေ့ကတော့အမြဲတမ်းပါဟုတ်မလားအမြဲတမ်းပါလေလို့ပြောတယ်သူဒီဘယ်အစ်စ်မှာကျက်တယ်လဲဆိုဗီအစ်စ်မှာကျက်တယ် အလျံဝတ်ချက်တစ်ခုပါ။သူ့အလျံထုနဲ့သွားနေသူဒီသူ့မှာ moment တန်ရှိနေလို့ပြောတယ်။အဲ့ဒါအလျံဝတ်ထုကအလျံဆင်းရနေကြော။အေးဆက်တက်သွားတယ်။အားနဲ့သွားလို့ပြောတယ်။ကျွန်တော်ဗမာစကားကြာနှလုံးလုံးကိုပြောတယ်။အမလီအရှင်မဟုတ်ပြအလုပ်ကိုလုပ်ဘူး။အရှင်နဲ့အောင်ပဲဒူဒူဒူပဲကြားစီ။ကျွန်တော်ဟိုဘယ်လိုကောင်းလဲဆိုတော့အတွေ့အကြုံအတွေ့အကြုံစကားပြောတယ်။အဲ့တော့ကဘာလဲဆိုလို့ရှိရင်အရှင်မဟုတ်နဲ့ပြီးသွားနေတယ်လို့ပါလို့ရှိတယ်။ အရှင်ရဲ့အဟုံးနဲ့သူလည်းလူစိတ်ထဲမှာထင်သွားစီလို့မှဆိုလို့အရှင်ရဲ့အဟုံးများမထူဘူးအဟုံးမှာအရှင်ရှိဘောစီလည်းရှိတာအရှင်ရှိတာလို့အားနဲ့ဘယ်လိုစားပြောမှာအရှင်ရဲ့အားနဲ့ပြီးပြီလို့ပြောနေတာလူကတော့လည်းအားနဲ့ကြတော့အင်းနဲ့အားနဲ့အင်းနဲ့ကြတော့အင်းကဆွမ်းရုံနဲ့ပြောကြတာလားစဉ်းစားတော့ကျွန်တော်ကတော့ထိုင်တိုင်းတွေးရအောင်နော်နော်ဒီလိုမျိုးတော့ဘာမှမသိဘူးပေါ့လေအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါကြပါလေဆိုရင်အရှိန်နဲ့အဟုန်နဲ့မဟုတ်ပါဘူး အဘိနောအဲ့ဒါအရင်နဲ့ထောင်းခဲ့ပါအချိန်ရတယ်အားနေပါအရာဝတ္ထု၍လောစစ်စစ်မှနေခုံပါအရာဝတ္ထု၍အချိန်စစ်မှနေအားပါဒါဆိုရအဲ့ဒါကလည်းပါလဲဆိုလို့ရှိရင်အများနဲ့ဖြစ်တယ်ဒီလိုပဲသူဒီအနေဖြစ်တဲ့ကြောင့်အနေရှယ်အရင်ရှိတယ်ဟုတ်တယ်နော်ဖိုင်နယ်အရင်ရှိတယ်အဲ့ဒီမှာမှကျွန်တော်တို့ဒီ relationship ကိုအဖြစ်လေပြီးခွဲလို့အန်ဒီအနေနဲ့တွေ့ထုတ်လို့ရတယ် အဲ့ဒါဥစ္စာကြည့်ပြီးတော့ဒီဥစ္စာ equation ကြည့်ပြီးတော့ကျွန်တော်တို့ပြောဖြစ်လို့ဆိုရင်ဒီမှာ formula တွေနဲ့ပတ်သက်တဲ့ unit တွေကဟုတ်ပြီနော်တတူတူတွေကဒါဖြစ်တာကြီးဆိုပြီးပြီးနောက်ဆုံးကဘုနာပြောလို့စမားမှုတွေကရွယ်ချက်ကသူတို့ကိုနားလည်စေချင်တာတခုလည်းရှင်းတော့မှာပဲရှိဘူး flashing ရှင်းပါ flashing ပြောပြပါဟုတ်ပြီနော်ဒါမဲ့ဟိုတပည့်တပည့်ချင်း flashing နိုင်မှာမဟုတ်ဘူးနော် အဲ့နိုင်ရှင်တို့ခရီးရမကြိုက်ဘူးစမငယ်တော့လည်းအဲ့လိုမကြိုက်ဘူးနေသူတော့မစိုးစားဘူးဆိုတာအဲ့သူတော့တော့တမန်မိပါတယ်အဲ့လိုမပြောဘူးသူတော့မစိုးစားဘူးပြောရင်တကယ်ကိုစိုးစားတယ်ကုန်ပါအားဖြင့်ဆောင်တယ်နောက်ကလေးဆိုတာလည်းသူ့တိုက်နေသူရှိတယ်အဲ့မနိုင်ရှင်ကသူ့မှာအရေးသေးတယ်စမဆိုအတန်းမှာပြောရတယ်ဆိုငယ်စင်ကလာအတန်းထဲမှာဆိုလို့ရှိရင်စမတို့ကအမြဲတမ်းအေးလမ်းမှာနေတယ်စမတို့ကတော်တဲ့ခန်းနေတယ်အဲ့အေးတကယ်ကိုအမှအများဆုံးတော့တော်တယ်အေးလမ်းနေတော့ဒါပေမဲ့အေးလမ်းထဲမှာစမအောင်လဲလဲအောင် ဝန်ကြီးတို့တော့မနေဘူးခဏအဲ့ဒါလေဝန်ကြီးကမြောက်ခလေးကန်ဆုံးသွားတာပဲဆိုတော့ကိုကပန်းပြီးသွားကြလို့ချင်တာလို့မင်းတွေကကန့်လာပါဆိုလို့ချင်တာကိုလုပ်ခဲ့အလုပ်ချင်တာလို့လုပ်ချင်တယ်အဲ့အဲ့ဒါလို့အကန့်ကလူရောက်နေတဲ့ချင်းကျွန်မဆရာ15ရောက်20ရောက်နေတယ်ဘယ်တော့မှမပြီးပါဘူးကိုတော့ဘာမှမရှိဘူးဆိုတော့အမှတ်နေရင်တော့အပြီးကမဆူနာမဆူလုံးဝမရှိဘူးဒါပေမဲ့မိမလမ်းမှာစာလုပ်နေတာဒီပါဒီအဲ့ကိုစာလုပ်နေကိုတန်တန်ရလေးအလုပ်မချက်တက်တက်ကလေးစ တဲ့ဒီစနစ်နဲ့အန်ငုံဝင်ပြီးလည်းပြောပြလို့ပါရတော့ဟာပုံလေးလိုက်ကြည့်ရတော့ဟောကောင်းကောင်းကူကပ်ပြီးတော့ကိုယ်အောင်တော့လည်းညင်နေပွင့်လာတယ်ပေါ့အဲ့လိုဖြစ်တာအဲ့ဒါခလေးပြောတော့လည်းစင်လာလာမှာတုံးနေလို့အားရစုံနဲ့ကိုစားဖို့ဆုံးဖြတ်လို့မရဘူးသူ့ကိုယ်တော်ကဘာမှမသိသူဘာသူ့ရဲ့စီဒီသူ့ရဲ့စစ်ကဘယ်ကိုကိုင်းညွန့်နေတာသူမသိအဲ့ဒါကပို့ဆိုတာအခုနောက်ပိုင်းအဲ့လိုဖြစ်စီတာလေအချက်ချက်ချက်ဣတိယမလဲအော်ဗါလဲစကားကြောက်ဘူးလားဇွားတွေ့ရမှာအဲဆရာမတင်ပေးတယ် အဲ့တော့ဒုဖေဖေဆိုတဲ့ဖေရကျွန်တော်ဒီဖေဖေဒီဥပဖေပါသူကဥမြနေတယ်ကွာဥမြအောင်လိုက်လျှော့တယ်ဗောအဲ့တော့တခါတော့ရဲ့ဖေဒီဥပတော်နေဗောဝွင့်ဝွင့်နိုင်မယ်ဗောနော်အဲ့လိုဖြစ်ကြတာတော့နော်အဖြစ်တင်ဗောနော်အဲ့လိုရှိတာဗောစမတ်စာချင်နေတော့ဆက်ဆက်ပြီးကြည့်ရမယ်နော်ဒီ process ကိုကြိုးစားစီဟုတ်ပြီဘုံမကျန်အန်လောဆောဆန်ရှင်ဆိုတော့ကြာစမတ်တော့ကဘုခုဆက်တယ်ဆိုလို့ရှိရင်နော်ဒီလောဖန်နမနဲ့ကြာလာဆိုအောင်တော့ပါလို့လေ ချိန်ပိုင်တယ်။ကိုတိခဲ့တဲ့ဟာနဲ့ပြည်ပတဲ့ဟာမျိုးကိုချိန်နိုင်ရတယ်။ဟုတ်ပြီ။ခုနကပြောလို့လေဝမန်တန်ဒီပဲစစ်မှတ်နေတယ်။ဘလော့ရှင်စစ်မှတ်နေတယ်။အားဒီပဲစစ်မှတ်နေတယ်။အဆလွှစ်ဆိုတဲ့အရှိစစ်မှတ်နေတယ်။အဲ့ဒီမှာသူဒီ concept တွေဆိုလို့လည်းကြောက်။ဒီနာကြီးကဘဖို့နဲ့အောက်တန်းညီမနေပေါ့။အခုကျမပြောချက်တာကအခုလောလောဆယ်ကကျမတို့ concept တွေဆိုတော့ before after before case or after case ကိုသူဒီပြောင်းလဲမသွားပါဘူး။ အားကြပါဖြစ်တယ်ဆိုလို့ရှိရင်လေသူကပြောတာကတော့ဒါကဘယ်ထဲမှာရှိနေလဲ classical physics မှာရှိနေတယ်နော် classical physics မှာရှိ modern physics တဲ့ဘာက before နဲ့ after တူတဲ့ case တွေရှိဟုတ်ပြီနော်အဲ့ဒါလေးကိုနှိုင်းရှင်းပြအဲအားကြလို့ရှိဟုတ်ပြီနော်